ဦးမြင့်လွေခင်ဗျာကျွန်တော်မေးလိုတာကတော့ပေါ့လေဒီအခုကွယ်လွန်သွားတဲ့အမိုက်ကြီးကနောက်ဆုံးအချိန်မှာသူ့ရဲ့နောက်ဆုံးအချိန်ကလေးမှာဘယ်လိုများမှာကြားသွားတယ်လဲအဲ့ဒါပြောပြပေးပါဒီလိုရအောင်ပိုင်းသူစီတာကြီးတော့ဒီရဲ့အခါမှာဒီလိုပြောနေဆိုတော့ဒီရောက်ဖတ်ရအောင်ရှင်းပါ သူအခုဒီသူမတက်နိုင်တော့သူ့ကိုသူပဲတိနေပြီးတော့ခီးရဲ့အခါမှာသူဘယ်လိုပြောလဲနှစ်ဦးလေးလိုပဲရန်လျှောက်ခြင်းလေနှစ်ဦးလေးလိုအဖြစ်စီခြင်းသူကစကားလေးပြောရစီသူ့တက်တာတက်မှုရှိတယ်လို့ပြောဟုတ်ကဲ့ရပါပြီသူပြောသားတဲ့စကားကနောက်ဆုံးအချိန်မှာတဲ့သူခင်ပွန်းတယ်လို့ပဲအခုတကွာလမ်းလျှောက်ခြင်းလေဆိုတော့သူခင်ပွန်းတယ်လို့ပဲသူ့ကို တကြိုပေးပါဆိုပြီးတော့သူဝန်ခံသွားတာပေါ့နော်ဟုတ်ပြီရပါပြီရပါပြီနော်ကျွန်တော်တို့ဒေသနာဘက်ကိုသွားမယ်ဒေသနာဘက်ကိုသွားမယ်ဆိုတော့ပထမဦးဆုံးကလူเนาะကျွန်တော်တို့ဒီမှာရှိတဲ့လူတွေကိုဖျားသခင်အသက်သွင်းတာဘယ်လိုအသက်သွင်းလဲကျမ်းစာတစ်ချက်ဖတ်ပြပါသဘောဦးချန်ခန်းကြီးနဲ့အငယ်ခွန် ထို့နောက်ထာရရှင်ဘုရားသခင်သည် မြေမုတ်ဖြင့်လူကိုဖန်ဆင်း၍သူ၏နှကောင်းထဲသို့ဇီဝအသက်ကိုမုံတော်မူလေလူသည်အသက်ရှင်သောတော်ဝါဖြစ်လေ၏ကျွန်တော်တို့လူဟာလူဟာမြေကြီးနဲ့ပဲလှုပ်ထားတာဗျဒါကဆရာဝန်တွေလည်းသိတယ်စိတ်ပံပညာရှင်သမားတွေလည်းသိတယ်ကျွန်တော်တို့ရိုးရိုးအယတ်သားလယ်သမားလည်းသိတယ်လူခန္ဓာကိုယ်ဟာညီကြီးပဲ 那味道嘛，在嘴里叫着怪味的。第三，到到碗里的锅，皮子金啊，在嘴里煮也能够脱。喏，这家呢，在嘴里，今朝都叫着皮子金啊，都话贴那个味型呢，都话再准备了。喏，都过来。个，鲜花菜呢都准备了。大家，如下，这样牛，哥哥，阿拉家听罗没有不？ ဖျားကြီးကအသက်ရထားတယ်ဒါဟာဖျားသခင်ကလူကိုအသက်သွင်းတာပဲဟုတ်ပြီနော်နောက်တစ်ချက်ဖောက်ဦးမယ်နောက်တစ်ချက်ဖောက်ဦးမယ်ကပ္ပဦးကျန်ခန်းကြီးအငယ်16မှ19သာရရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတိကျွမ်းရအပင်မှတပါ ထိုဦးရင်၌ရှိသမျှတော့အပင်တို့၏အသီးကိုသင်သည်စားရသောခွေရှိ၏ထိုပင်၏အသီးကိုကမစားရစားသောနေ့တွင်ဧကမတရားမြူလူကိုပြည့်ညတ်ထားတော်မူ၏ဘုရားသခင်ကလူကိုတကားတဲ့အင်မတန်သာယာတဲ့ဥယျာဉ်ထဲမှာထားလိုက်တယ်။နောက်ပြီးတော့အဲ့ဒီဥယျာဉ်မှာကျွန်တော်တို့နားလည်အောင်ပြောရရင်ဗတိသပင်ရှိတယ် ဘာစားခြင်းလဲစားခြင်းလဲအကုန်လုံးခူးစားလို့ရတယ်အလုံးလုံးတရားမလိုဘူးเนาะဒါပေမဲ့ဘုရားသခင်ကလူပို့တော့စာမီးပွဲမစစ်ပင်းနဲ့အောင်အောင်သေးလို့မရဘူးလေဒါကြောင့်သူပြောတယ်အပင်တပင်တော့ရှိတယ်ခွာမင်းတို့မစားနဲ့စားရင်ပေမဲ့တဲ့အဲ့ဒီတော့လူဆိုတဲ့လူကတော်တော်ခက်လားမစားနဲ့ဆိုတဲ့အစည်းကိုမှသွားစားတယ်ဆိုတော့အေးမင်းတို့ မရတော့ဘူးကွာမင်းတို့ပြေးလိုက်မယ်တဲ့ဘုရားသခင်ကအဲ့လိုအမိတ်ချက်မှပြီးတဲ့အခါမှာလူဟာဘုရားသခင်ရဲ့အသက်တန်တရက်မကုန်ခင်မှာအကုန်လုံးပြေးကုန်တယ်ဘုရားသခင်ကလေသူတရက်ကကျွန်တော်တို့လူတွေရဲ့အနှစ်တစ်ထောင်ရှိတယ်ကျမ်းစာထဲမှာအိမတန်အသက်ရှည်တဲ့လူက960ကိုနှစ်ပဲတထောင်မပြည့်နိုင်ဘူး ဆိုလိုတာကဖျားသခင်ရဲ့တည့်ရမပြည့်မီမှာပဲနေရတယ်။ဟုတ်ပြီ။နေပြီးဆိုတော့တကူရှိတယ်ဗျလူဟာဖျားသခင်ရဲ့ဝိညာဉ်ကပါနေတော့ခန္ဓာကတည်ပြီးတော့မြေကြီးဖြစ်သွားပြီမဲ့ဝိညာဉ်ကမတည်တပြန်ဘူး။အဲ့ဒီတော့ဘယ်သွားမလဲဒီဝိညာဉ်ကကျန်တာတစ်ချက်ဖတ်တာ။ဒေသနာကြားခန်းကြီး7အငယ်ခွန် ထိုကာလ၌မြေမုတ်သည်နေရင်မြေသို့၎င်းဝိညာဉ်သည်အရင်ပေးတော်မူသောဘုရားသခင်ထံသို့၎င်းပြန်သွားရလိမ့်မည်ဟုတ်ပြီနော်မြေကြီးကတော့မြေကြီးကိုပြန်သွားရမယ်ဆိုလိုတာကကျွန်တော်တို့ခန္ဓာကိုယ်ဟာမြေကြီးဖြစ်တဲ့အတွက်ကြောင့်မြေကြီးထဲကိုပဲပြန်ထည့်ပေးလိုက်မယ်သူဒီမဟုတ်ပြာဖြစ်သွားမယ်ဟုတ်လားအဲ့ဒါလိုပဲအဆုံးသတ်သွားမယ်ဒါပေမဲ့ကျွန်တော်တို့ဝိညာဉ်ကမတင်သတ်ဘူးလေ အဲ့ဒီမတည်တတ်တဲ့အရာကတော့ဘုရားသခင်စီကိုပြန်သွားရလိမ့်မယ်ပြန်သွားတဲ့အခါကျမှဘုရားသခင်ကစီစဉ်ဆုံးပြပြီးတော့မှမြာချပေးလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒီတော့နေရာချထားဖို့ကကျမ်းစာတစ်ချက်ဖတ်ပြပါကိုရင်သူဩဝါဒစာဒုတိယစာကိုခန်းကြီး7ရဲ့အငယ်1 တဆက်လေးနှစ်အထက်ကခရစ်တော်ဤတပည့်ဖြစ်သောလူတယောက်ကိုတတရာကောင်းမိတိုင်အောင်ခြိဆောင်မိအကြောင်းကိုငါသိ၏ထိုအခါသူဤကိုခန္ဓာပါသည်မပါသည်ကိုငါမသိဖျားသခင်သိတော်မူ၏အဲ့ဒါကယေရှုခရစ်တော်ကြွလာတဲ့အခါမှာလေယူရင်းစဉ်တပည့်ဆယ်နှစ်ယောက်ကိုယူရတယ်ဗျနောက်ပြီးတော့မှ ယေရှုခရစ်တော်ကကောင်းရင်ဘုံကိုပြန်ကြွသွားတဲ့အခါမှာဒီတပည့်တွေကဆက်လဲပြီးတော့အလုံလုံးတယ်အလုံလုံးတယ်ဆိုတာကောင်းရင်နိုင်ငံရောက်ချောင်းတရားကိုလိုက်ဟောပြတယ်ပေါ့နော်အဲ့ဒီခါမှာလူတယောက်ပေါ်လာတယ်ဒီလူကလည်းယေရှုခရစ်တော်ကသူ့စိတ်ကိုကြည့်တွေ့တော့တယ်သူကကောင်းကင်နိုင်ငံရောက်ချောင်းတရားဟောတယ်ဒါပေမဲ့ဟိုဆယ်နှစ်ယောက်က ကျွန်တော်တို့ပြောရရင်စီနီယာကြတာပေါ့ဟာသူတို့ကခရစ်တော်ယူရတာသာသူတို့ကမှတကယ်ဝါရင်ခရစ်တော်ရဲ့တပည့်အမှုတော်ဆောင်နေကိုလူကနောက်မှပေါ်လာတာကိုလူကမခံနိုင်ဘူးဘာဖြစ်လဲဆိုတော့ तू ကလည်းဘုရားသခင်ကိုစိတ်နဲ့ကြည့်တွေ့ထားတဲ့လူနန်းနေအဲ့ဒီလူကပြောတယ်ဟဲ့မင်းတို့ကလည်းပြောတာပဲကွာငါလည်းဘုရားသခင်နဲ့တွေ့တဲ့လူတဲ့နော် 俺们抓乌瓜，俺们抓的大部分俺说是出名嘞，爱地多，有条件干。对娃子也看嘛注意，为人我好，讲明白不？河南人俺最来得嘞，喏，爱地六个，得的呀。讲明我河南来的，爱做表了。咦，做做表的说的是干的呢，讲明怎么的呢？表的说干了，俺哪里不的？ 阿里到吉那路的嘛，欣赏的也是的。他的呀，刚进过来呢，欣赏来也看嘛。吉那路搿把衣服还是莫只来把对门来说到，说的喏，热的，老从另一边的过来来来，对呀没大不他妈讲究的。他隔离路牛的也，勿嘛吃。 ဒုတိယကောင်းကင်ကျတော့ဟိုးကျေဒီလာညဘက်ကြီးမှာအဝေးကြီးဒါဒုတိယကောင်းကင်ဟုတ်ပြီနော်တတိယကောင်းကင်ကတော့ဒီကျေဒီလာနေနေကြော်ပြီးတော့ဟိုးပဲဘုရားသခင်ရဲ့နိုင်ငံတော်ဘက်ကိုရောက်သွားတဲ့နေရာကိုတတိယကောင်းကင်လို့ခေါ်တယ်အဲ့ဒီတော့အဲ့ဒီတတိယကောင်းကင်အချိရအဲ့ဒီပုဂ္ဂိုလ်တရားဟောဆရာရှင်ပေါ်လူပေါ့ဗျာ သူ့ဝိညာဉ်ကလိုက်သွားပြီးတော့သူအဲ့ဒီအထိတွေ့ရတဲ့အကြောင်းကိုသူသက်သေခါတယ်။ဟုတ်ပြီနော်။တတရကောင်းကင်မှာဘုရားသခင်ရဲ့နိုင်ငံတော်ရှိနေတယ်ဆိုတာတော့သူတို့သိတယ်။ကဲကျမ်းစာနောက်တစ်ချက်ဖတ်ရအောင်ဗျာ။ကိုယ်ရည်သူအဝါရစာဒုတိယစာကိုခန်းကြီးစနေအငယ်၃မှလေထူထူသည်ပရတိသူပုံသူချီဆောင်ခြင်းကိုခံရ၍လူမပြောအပ်မပြောနိုင်သောစကားကိုကြားသည့်အကြောင်းကိုငါသိ၏ ထိုအခါကိုခန္ဓာပါတိမပါတိကိုငါမသိဘုရားသခင်သိတော်မူ၏အဲ့ဒါရှင်ဘောလူတက်တဲ့ခန္ဓာဒါပေမဲ့အဲ့ဒီနေရာကိုသူကနာမည်တက်ပြီးတော့ခေါ်တာပရတိသူဘုံနဲ့ပရတိသူဘုံအဲ့ဒီတတရားကောင်းခင်ကိုအဲ့ဒါကြောင့်မလို့ခဏတတရားကောင်းခင်အထိနော်ပရတိသူဘုံအထိရောက်မယ်ဆိုရင် ဘုရားသခင်နဲ့တွေ့မယ်စိတ်ချရတဲ့နေရာရောက်မယ်ကျမ်းစာတစ်ချက်ဖတ်ပြပါဦးရှင်လူကခရုရဲ့ခန်းကြီး23အငယ်42မှ43တခင်ကိုတော်ဒီနိုင်ငံတော်တည်လျက်ကြောက်ရတော်မူသောအခါကျွန်ုပ်ကိုအောင်းမေ့တော်မူပါဟုခုယေရှုကိုရှောက်ဆို၏ယေရှုကလည်းငါအမှန်ဆိုသည်ကယနေ့တွင်သင်သည်ငါနှင့်တူပရတိတုပုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ 哎，你个江湖你能练吗？干的，可是你搞么嘛？干的中午，别休个到，来嘛，别得派得切个到，伢说咱那要，要嘛，要嘛，我就一个子了过，必备了。阿弥陀，不要说主个，表的来啊路，西便伢的。 အရှင်ဘုရားလေတဲ့ကောင်းကင်နိုင်ငံကိုပြန်ကြွသွားတဲ့အခါကျရင်လေတဲ့ကျွန်တော်ကိုတတိယပါတယ်ဒါလေးပဲပြောတယ်နော်ဒါလေးပဲသူ့အသက်တာမှာယေရှုခရစ်တော်ရဲ့တရားတွေလည်းသူမနာကြားခဲ့ရဘူးနောက်ပြီးတော့မှယေရှုခရစ်တော်ရဲ့ချမှတ်သွားတဲ့ပြညာတော်တွေလည်းသူမသိဘူးနောက်ပြီးတော့ကောင်းမှုကုသိုလ်ဒါနသီလဘာမှသူမသိဘူး 多少也是五亩啊，几几啊面的细的，对叫矮迪，但看今过看下了，这边面主要的是搞的都空了，那少钱了嘛？偏些，今我个土地啊吧，苏的呢冷冷荒了的，也没的，没啊，俺呢也多，喏，俺现在呢也嘛，不说地多薄嘛，俺个最面嘞，好比喏，矮地多，不说地多薄，俺稍稍个就拿都表皮皮。 但是要讲你偏的路，哎，你嘛也少开到嘞，是的，好为难。哎，再跟你弄哪位偏的，就那路也嘛一定要不能。多啊，多在打嘛，比如，别在新街新街跑，但、嗯、别买多也闹三千嘛，多也得三嘞。阿古里，尼古里有比较多的阿拐路，阿要家，开上就要六百。 အဆုံးသတ်ပြီးတော့ကြိုပေးပါဆိုတာကငါဒီလဲယေရှုခရစ်တော်ဘုရားကိုလက်ခံတယ်ဆိုတဲ့စကားနဲ့အတူတူပဲနောက်ဆုံးချိန်မှာပြောတဲ့စကားဆိုပေမဲ့ခိုင်ပါတယ်ဒီနေ့သူကပရတိသူ့ဘုံမှာဝင်ရောက်ခွင့်ရှိတယ်ဆိုတာကျွန်တော်တို့အားလုံးနားလေတယ်ဒီနေ့သူဒီယေရှုခရစ်တော်နဲ့အတူနေခွင့်ရှိတယ်ဆိုတာကလည်းကျွန်တော်တို့နားလေပါတယ်အားလုံးဘုရားသခင်ကောင်းကြီးပေးပါစေ